အဟလန်ဝဆဟလန်ဝဲလ်ကမ်ဘက်တူမိုင်းချန်နယ်ကျွန်တော်ဒီနေ့ရှင်းလင်းလုပ်ပေးမယ့်အကြောင်းအရာကတော့ကျွန်တော် location တွေကိုပေါ်ပြရတဲ့နေရာမှာသုံးလို့ရမယ့်ဒီ preposition တွေပေါ့နော်အဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းလင်းလုပ်ပေးမှာဖြစ်ပါတယ် okay ကျွန်တော်တို့တွေ in front of ဟုတ်ပြီနော်အဲ့အရာဆိုရင်ကျွန်တော်အရှိမပေါ့နော်အရှိမဆိုရင်ကျွန်တော်ဘယ်လိုသုံးမလဲ mm အရှိမဆိုရင် mm နောက်တစ်ခု behind နောက်ဆိုရင်ကျွန်တော်တို့ဘယ်လိုသုံးမလဲဆိုတော့ خلف behind so in خلف ဟုတ်ပြီနော်နောက်တစ်ခုကျွန်တော်တစ်ခုခုအပေါ်မှာတို့ဘာလို့ပေါ့နော်အခုစပွဲပေါ်မှာတို့အဲတခြားခုံပေါ်မှာတို့ဟုတ်ပြီနော်အပေါ်မှာတို့အထက်မှာတို့ဆိုရင်အိမ်ဆိုလဲအပေါ်ရက်မှာနေရာတို့ပါတော့နော်အဲအဲ့လိုမျိုး on above app ဟုတ်ပြီနော်အဲ့လိုအရာမျိုးဆိုရင်ကျွန်တော်တို့က folk ဘယ်လိုပြောမလဲ folk ကျွန်တော်တို့အောက်မှာအောက်မှာဆိုရင် under အဲ့ဒါဆိုရင်ကျွန်တော်တို့ the head tahat okay အခုကကြတော့ကျွန်တော်တို့ in in ဆိုတာဆိုရင်ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ fee အထဲမှာရှိရပါတော့အထဲမှာ fee အာပြီးရင်ကျွန်တော်တို့ insight insight ဆိုတာကြတော့လေကျွန်တော်တို့ကအထဲမှာပေါ့နော်တခုခုမုတ်တွေပါရဝယ်ရဆိုရင်အထဲမှာဘာရှိလဲအထဲမှာစတားရှိရလားအထောက်ဘက်ရှိရလား insight ပေါ့နော်အဲ့လိုဆိုရင် darkel ဟုတ်တယ်နော် အာ wish fee dark hell ပေါ့အထက်မှာပါရှိလဲအဲ့လိုပုံစံလေးပေါ့နော် dark hell ဆိုပြီးတော့တောင်းလို့ရပါတယ်နောက်တစ်ခုကကျွန်တော်တို့ကျွန်တော်တို့ဘာလာမလဲဆိုတော့ outside outside ကြာရင်အပြင်ဘက်ပေါ့နော်အပြင်ဘက်ဆိုတော့ courage ဘယ်ဘက်ဆိုရင် courage နောက်တစ်ခုကလို့အပြင်ဘက်ဆိုလို့ရှိရင် barra လို့လည်းတောင်းတယ်နော်အပြင်ဘက်ဆိုရင် barra okay around around ဆိုဒီနီနာဝင်းကျင်ပေါ့နော်ပတ်ပတ်လေတဝိုက်ဆိုရင်ဘယ်လိုတောင်းလဲဆိုတော့ hol ဘယ်လိုတောင်းလဲ Hold. alu tong lu ya ba na to okay tu yes, yes, you know, cool. uh, you know, no na to nya ba so lo shin yamin nya ba right yamin tu no be left be ba left so lo shin yasar be ba left so lo shin yasar ကျွန်တော်တို့ရေနောက်တစ်ခုကအဲကျွန်တော်နီးတာတို့နော် မကြသေးတိတ်မကြတော့ဘောနော်စွန်းတို့နီယာတို့အဲ့လိုဆိုရင်ကျွန်တော်တို့ဘယ်လိုသုံးလဲဆိုတော့ကရီဘကရီဘအတချို့တွေကြတော့ကရီဘန်နော်နှစ်မျိုးသုံးလို့ရကရီဘန်ကရီဘတူတူပဲနော်ကျွန်တော်ဝေးတယ်ဝေးတယ်ဆိုရင် far far ဆိုရင်ဘယ်လိုသုံးလို့ရမလဲဆိုတော့ baid baid far ဆိုလို့ရှိရင် baid လို့သုံးလို့ရတယ်နော်နောက်တစ်ခုကကျွန်တော် width width ဆိုရင် mid width ဆိုလို့ရှိရင် နှစ်အတူဆိုရင် make okay ကျွန်တော်တို့နောက်ဆုံးတစ်ခု at at ဆိုတာတနည်းအရမှာပေါ့နော်မှာဆိုတော့အတိတ်ပဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ end ဘယ်လိုပြောမလဲကျွန်တော်တို့ end လို့တောင်းလို့ရပါတယ် okay ကျွန်တော်နောက်သင်ခန်းစာတွေမှာလည်းအာ sharing လုပ်ပြီးပါမလို့ကျွန်တော် channel လေးကို like and subscribe လုပ်တယ်ပြပါအားလုံးကျေးဇူးတင်ပါတယ်